အဲ့လိုစိတ်တည်ငြိမ်မှု ရလာပြီဆိုလို့ရှိရင်ယထာဘူတညာနာဒသနာတဲ့တကယ်အဖြစ်မှန်ကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ဖြစ်လာမယ်လို့ဒါကရသော်ဘုရားကတီလာရဲ့အကျိုးဆက်တွေကိုအစစ်စစ်ဟောကြားတာဖြစ်တယ်။ဒါကြောင့်မို့ဝိပဿနာတရားကျင့်ကြံကြိုးကအထောက်မယ်ဆိုလို့ရှိရင်တီလာကိုစင်ကြယ်အောင် သောတိသောတိပြီးတော့ဝမ်းသာလောက်အောင်ပီတိဖြစ်လောက်အောင်သီလကိုဆင်ခြင်ဆင်ခြင်ပြီးတဲ့အခါမှာကမ္မထာအာယုန်တစ်ခုခုပေါ်မှာတမာတိလေးဖြစ်လာအောင်ကြိုးစားတဲ့အဲ့ဒါဟာပညာရဲ့မူလအရင်အမြစ်လို့ခေါ်တယ်သို့တော့ပညာဖြစ်ပြီလားလို့ဆိုမဖြစ်သေးဘူးသီလနဲ့တမာတိပဲရှိသေးတယ်ဒါမက္ကင်ရှိပါမှလည်းကြည့်တယ် သမ္မဝါစာသမ္မကမ္မတသမ္မအာဇီဝဆိုတာသီလကိုပြောတာသမ္မဝါယမသမ္မတတိသမ္မသမာဓိလို့ဆိုတာသမာဓိကိုပြောတာမဂ္ဂင်၈ပါးပေါ်မှာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာမိမိတက်ရောက်နေပြီဆိုတာကိုဖော်ပြတယ်ကိုဟာနိဗ္ဗာန်သွားမဲ့မဂ္ဂင်၈ပါးလမ်းပေါ်ရောက်သွားပြီလို့သူတို့ပြောတာအဲ့ဒါလို့ တမဝါစာတမကမနတမအာဇီဝသီလကိုအခြေခံပြီးတော့တမဝါယမတမတတိတမသမာဓိနဲ့တမာဓိကိုထူထောင်လိုက်တာနဲ့တပြိုင်နက်ရှေ့ဆက်ပေါ်လာတာကဘာလို့ဆိုရင်တမဒိဋ္ဌိနဲ့တမသင်္ကပ္ပအအမှန်ကန်တွေးတောတတ်လာလို့ရှိရင်မှန်မှန်ကန်ကမြင်လာမှုဟာအစင်စစ် ဖြစ်လာမှာဖြစ်တယ်ဒါတွေကိုရှောင်လွဲပြီးတော့မဂ္ဂင်ရှင်ပါရှောင်လွဲပြီးတော့ဝိပဿနာတရားကျင့်လို့မရတာ ิปัตตนาကိုဒါကြောင့်မို့ပုပ္ပဘာကမဲ့လို့ခေါ်တယ်လောကုတ္တရာမဲ့ရဲ့ရှေးပိုင်းမှာရှိလို့ပုပ္ပဘာကမဲ့ဩတီလာကိုထူထောင်မယ်တီလာကနေဆက်နွယ်ပြီးတော့တမာရီဖြစ်စေမယ်တမာရီကနေဆက်နွယ်ပြီးတော့ယထာဘူတညာတတ္တနာယုံ난ဓမ္မတို့ရဲ့သဘာဝကိုဟုတ်တိုင်းမှန်စွာသိမြင်လာပြီဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်မှာတက်လာပြီလို့ဒီလိုပြောရမှာ တကယ်ဝိပဿနာလို့ဆိုရတဲ့အစင်ကြတော့အစင်နှစ်ခုကိုမှတ်သားကြရမယ်။ဘာလဲလို့ဆိုရင်ပထမဝိပဿနာလုပ်ငန်းလုပ်တော့မယ်ဆိုရင်ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာလို့ဆိုတဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုတွေ့မြင်အောင်စ조사ရမယ်။ကိုယ်ပိုင်အမှတ်သားလေးတွေတွေ့တာဟာရုပ်ကိုသိတာပဲနံကိုသိတာပဲ။ဆိုပါစို့ အပူအေးနဲ့တွေ့တဲ့အခါထင်ရှားစွာပြောင်းလဲသွားတတ်တဲ့သဘောကိုရုပ်တရားလို့သိလိုက်တာဟာဒါရုပ်ရဲ့သဘာဝလက္ခဏာကို သိတယ်လို့ခေါ်တယ်။အာယုံရှိတဲ့ဘက်ကိုကိုင်းညွတ်တယ်။အတန်ကြားလိုက်ရင်ကြားတဲ့ဘက်ကိုဥလှဲ့သွားတယ်။အနံ့ရရင်နတ်နယ်ဘက်ကိုဥလှဲ့သွားတယ်။မြင်ရင်မြင်တဲ့ဘက်ကိုဥလှဲ့သွားတယ်။အရသာ တွေ့လို့ရှိရင်အရသာဘက်ကိုဥလှဲ့သွားတယ်လို့ဆိုရင်အာယုံဘက်ကိုဥလှဲ့ပြီးကိုင်းညွတ်သွားတဲ့သဘောဟာနန္တရားဒါနန်ရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်။ရုပ်ရဲ့သဘာဝလက္ခဏာနန်ရဲ့သဘာဝလက္ခဏာသိတာဟာယထာဘူတဉာဏတတနာတကယ်အစစ်အမှန်ကိုသိတယ်လို့ဒီလိုပြောတာ။တမာတိရှိလာလို့ရှိရင်စဉ်ဆက်မပြတ်သိလား။တမာတိအာနေသေးလို့ရှိရင် တိလိုက်မတိလိုက်လွတ်ထွက်သွားလိုက်ဒီလိုတော့ရှိပါပေါ့သို့သောကျိုးစားအထုတ်လိုက်တဲ့အခါဆင်ဆက်မပြတ်တိလာနိုင်တယ်ပေါ့အဲဒါကြောင့်မို့ရှေးဥစွာဝိပဿနာလုပ်ပြီဆိုလို့ရှင်ရုပ်တရားနံတရားတွေရဲ့တဘာဝလက္ခဏာကိုသိအောင်အရင်လှုပ်ရဆိုပါတော့ဉာဏ်စီနှလုံးဖွင့်လိုက်လို့မြင်တယ်မြင်ပြီးတော့တိရစိတ်ပေါ်လာတယ်ဆိုလို့ရှင် မျက်စိရဲ့သဘာဝဟာအဆင်းအာယုန်တွေကိုဖမ်းယူတတ်တဲ့သဘာဝရှိတယ်။အော်အဆင်းအာယုန်တွေလာပြီးတော့ထင်မြင်တတ်တဲ့သဘာဝဟာမျက်စိရဲ့သဘာဝပဲလို့သူ့သဘာဝကိုသိအဆင်းအာယုန်ကြတော့မျက်လုံးမှလာပြီးတော့ထင်ဟတတ်တဲ့သဘောရှိတယ်လို့သူ့ရဲ့သဘာဝလက္ခဏာကိုသိစက္ခုဝိညာဉ်စိတ်မြင်သိစိတ်ရောက်တဲ့အခါကျတော့ အဆင်အာယုံထင်းလာလို့ရှိရင်အဆင်အာယုံကိုတည်နိုင်စွမ်းရှိတဲ့တဘာဝတရားလို့